သိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာဥရောပအာရှစီးပွားရေးသမဂ EU ရဲ့လှည့်ကြဥက္ကဋ္ဌဖြစ်တဲ့ဘလာရုစ်သမ္မတလာဇန်နာလူကာရှန်ကိုရဲ့ဖိတ်ကြားချက်နဲ့ဥရောပအာရှစီးပွားရေးဖိုရမ် EF 2025ကိုတက်ရောက်ခဲ့ပါတယ်။စစ်ကောင်းဆောင်ဟာဖိုရမ်မှာမှစကားပြောခွင့်ရခဲ့ပြီးမြန်မာနိုင်ငံအနေနဲ့ EU မှာပါဝင်ခွင့်ရဖို့အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ထောက်ခံပေးဖို့ပြောဆိုခဲ့ပါသေးတယ်။ မြမရေးလိလာတုံသက်သူတွေနဲ့စစ်ဘဆိုင်ရာတရင်ရင်မြတွေကတော့စစ်ကောင်းဆောင်ဟာဘလာရုခီစဉ်အတွင်းမှာ EU မှာ ပါဝင်ခွင့်ရဖို့ကြိုးပမ်းတဲ့အပြင်စစ်ဘဆိုင်ရာလက်နက်ပစ္စည်းတွေနဲ့ဤပညာဆိုင်ရာအချက်လက်တွေဝယ်ယူတာစစ်တပ်အတွင်းမှာပြန်လည်တုံးချနိုင်မယ်ဤပညာလွှဲပြောင်းမှုတွေအတွက်ဆွံ့နှွေးနိုင်တယ်လို့သုံးသပ်နေကြပါတယ်မြမစစ်တပ်နဲ့ဘီလာရုရဲ့စစ်ဆန်ရေးဟာဒီနှစ်အပိုင်းခြားတွေအတွင်းမှာပုံမှန်နီးကပ်လာတာကိုတွေ့ရပါတယ် ရုရှားနဲ့ကတော့မြန်မာစစ်တပ်ကအရာရှိထောင်ပေါင်းများစွာစစ်တနန်တက်ရောက်ရာနေရာနှစ်ပေါင်း20ကျော်ကြာရုရှားထုတ်စစ်လက်နက်သုံးဆောင်ပစ္စည်းတွေဒီပညာတွေနဲ့ရဟတ်ရင်တွေ Jet Fighter တွေကိုဝယ်ယူခဲ့တဲ့ဆက်ဆံရေးဖြစ်ပါတယ်။ဒီကိစ္စတွေဟာအကျိုးစီးပွားပေါ်များစွာမိခိုပြီးမင်းအောင်လိုင်တို့ရက်ဆက်ကြမ်းကြုတ်တဲ့အာဏာရှင်တအူးအတွက်တော့ပူတင်နဲ့လူကာရှန်ကိုတို့နဲ့အတူရပ်တည်နေခြင်းကသူ့ကိုပုံမထင်ရှားစေတယ်လို့ထင်မြင်နိုင်ပါတယ်။ တစ်ဖက်မှာလည်းဒီနိုင်ငံတွေဟာမြန်မာကိုအရှိတောင်အရှမှာအတုံးဝင်ပြီးခြေကုပ်နေရာတစ်ခုအဖြစ်လက်နက်ဈေးကွက်ကောင်းတစ်ခုအဖြစ်ရှုမြင်ထားကြတာဖြစ်ပါတယ်။ဥရောပအာရှစီးပွားရေးဖိုရမ် EEF ကို2014ခုနှစ်မှာရုရှားဘယ်လာရုစ်နဲ့ကာဇက်စတန်နိုင်ငံတို့ကစတင်တည်ထောင်ခဲ့ကြတာဖြစ်ပါတယ်။2022ခုနှစ်မှာစတင်ပြီးအဖွဲ့ဝင်နိုင်ငံတွေလိုက်နှစ်စဉ်လှည့်ကြကျင်းပနေတာပါ။ ဒီဖိုရမ်မှာဥရောပအာရှစစ်ပွားရေးတမက EU နိုင်ငံတွေဖြစ်တဲ့ရုရှားဘလာရုစ်ကာဇက်စတန်ကာဂျစ်စတန်နဲ့အာမေးနီးယားနိုင်ငံတွေပါဝင်ပါတယ်ဒီဖွဲ့ဝင်နိုင်ငံတွေရဲ့စစ်ပွားရေးပူးပေါင်းမှုကုံသွဲမှုရင်းနှီးမြှုပ်နှံမှုဒီဂျစ်တယ်စစ်ပွားရေးတည်ယူပို့ဆောင်ရေးစွန့်အင်နဲ့အခြားနယ်ပယ်တွေမှာအချင်းချင်းပူးပေါင်းဆောင်ရွက်နိုင်မဲ့အခွင့်အလမ်းတွေအတွက်ရည်ရွယ်တယ်လို့လဲဆိုပါတယ်ဘလာရုစ်နဲ့မြန်မာစစ်တဲ့ဆက်ဆံရေးဟာ နိုင်ငံအစိုးရရဲ့ထုတ်ပြန်ချက်အရဆက်နာရှင်ဟောင်ဗိုလ်ချုပ်မှုကြီးတန်းရွှေရဲ့နိုင်ငံတော်အေဂျင့်တာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီနာဖလက်ထက်ကလေးကစတင်ခဲ့တာလို့သိရပါဗျ။ဘလာရုစာမြန်မာနိုင်ငံမှာ2021စစ်တပ်အာဏာသိမ်းတာကို ရှုံချဖို့ကုလသမဂ္ဂမဲပေးမှုအဆိုမှာစန့်ကျင်မဲ့ပေးခဲ့တဲ့နိုင်ငံလည်းဖြစ်ပါတယ်။နှစ်နိုင်ငံလုံးဟာနိုင်ငံတကာရဲ့ရေးယူတန်ခတ်ပိတ်ဆို့မှုတွေကိုရင်ဆိုင်နေကြရပြီးနှစ်နိုင်ငံကြားဆက်ဆံရေးဟာလည်း လက်နက်ရောင်းဝယ်မှုနဲ့စီးရင်းနှီးပညာဖလှယ်မှုတွေပေါ်အခြေခံထားတယ်လို့လေလာသုံးသက်သူတွေကဆိုပါတယ်။2017ခုနှစ်မှာရုရှားလို့ MiG-29 တပည့်ရတိုက်လေရင်စနစ်စီ2015-2016ခုနှစ်အတွင်းမှာလေရင်ပစ် 3M9 ဒုံးကြီးတရားဝင်းချင်း2016ခုနှစ်မှာမြေပြင်ကဝေဟင်ပစ်ဒုံးကြီးစနစ်2019ခုနှစ်မှာ MiG-24 MiG-35 တိုက်ခိုက်ရရဟတ်ရည်နှစ်စီးကို မြန်မာစစ်တပ်ကဘလာရုစ်ကနေဝယ်ယူခဲ့တယ်လို့စတော့ဟုံပြည်ပဆိုင်ရာငြိမ်းချမ်းသုတေသနဌာန SIPRI ရဲ့အစိုးရခန်းဆောင်မှဖော်ပြပါဗျ။ဒါအပြင်2021ခုနှစ်မတ်လမှာရုရှားခြေဆိုင် UAV ကအမိုင်70ရဟတ်ယာဉ်စိတ်ပိုင်းတွေကိုဘလာရုစ်ကနေတဆင့်ဝယ်ယူခဲ့တယ်လို့လည်းသိရပါဗျ။ 有啊，最近我出名啊，嗰啲啊，住嗰度旁边，雖然到嗰度嗰度旁边，生活上係離唔失學嘅，对吧？咁樣住咁樣嘅一 P 不如好少少嘅，但係我哋話这即係而家我哋而就住住嗰度仲係要好少啲咁樣，但係初外人嗰常啲嘅，但的外人就係啲嘢普遍係冇試嘅，大家都話，咁啊，些家咧我哋就冇乜錢嚟交，所以我 ီးစားရတဲ့ပတ်သက်လို့ကစီရီရဲ့ရောက်တဲ့ပါလို့ရှိကောင်းရှိနေတာပေါ့နော်။ဒါမျိုးပဲကျွန်တော်တို့ဆိုင်ရရပါတယ်။မတူကြတော့ပြောထပ်ပါတယ်။ဘလာရုစ်နဲ့မြန်မာစစ်တပ်အကြားမှာလက်နက်ရောင်းဝယ်မှုတွေကိုအဓိကလောက်ကင်ပေးနေတာကတော့ Dynasty Company DGC ဖြစ်ပြီးဦးဆောင်သူကတော့ဒေါက်တာအောင်မိုးမြင့်မသူက2015ခုနှစ်ဦးသိန်းစိန်ဆိုရလက်ထက်မှာမြန်မာနိုင်ငံဆိုင်ရာဘလာရုဂုံနူးဆောင်ကောင်စစ်ဝင်ဖြစ်ခန့်အပ်ခဲ့ပါသေးတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းနိုင်ငံတကာရဲ့အရေးယူတန်ခတ်ပိတ်ဆို့မှုတွေကြောင့်လိုအပ်တဲ့စစ်လက်နက်အသုံးဆောင်တွေဝယ်ယူဖို့အခက်တွေ့နေရတဲ့မြန်မာစစ်တပ်အတွက်တော့ Dynasty Company ဟာအဓိကအားထားစရာဖြစ်လာခဲ့တယ်လို့လည်းဆိုကြပါဗျ။ Dynasty Group of Company DGC ဟာမြန်မာနိုင်ငံမှာတည်ဝင်မပုံတင်ထားတဲ့ Dynasty International Company Limited လက်အောက်ကကုမ္ပဏီခွဲတစ်ခုဖြစ်တယ်လို့လည်း American ဘဏ္ဍာရေးဌာနရဲ့နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးယူ OFAC ကဖော်ပြပါတယ်ဒီလုပ်ငန်းစုဟာမြန်မာစစ်တပ်ကိုလက်နက်ကုံသွဲမှုအဓိကလောက်ကင်ပေးနေတာကြောင့် American ပြည်အောင်စု US ဥရောပသမဂ္ဂ EU အပါအဝင်နိုင်ငံခုနှစ်နိုင်ငံကအရေးယူတန်းခတ်ပိတ်ဆို့မှုတွေပြုလုပ်ထားပါတယ် Dynasty Company ဟာမြန်မာစစ်တပ်အတွက်တန်ကြက်ကရည်နွေဒုံးကျည်တွေလေချောင်းရံကာကွယ်ရေးစနစ်တွေနဲ့ MI70 MI24 MI35 နဲ့သူတို့ရဲ့အဖို့ပစ္စည်းတွေ စစ်ဘက်ဆိုင်ရာတုံးဆောင်ပစ္စည်းတွေကိုဘလာရုစ်နိုင်ငံကတိုက်ရိုက်ဝယ်ပေးခဲ့သလိုဘလာရုစ်ကလည်းတဆင့်ကန်ဝယ်ယူပေးမှုတွေရှိတယ်လို့လည်းသိရပါဗျ။ဘလာရုစ်မှာထုတ်တဲ့စစ်နက်တွေရတယ်ရုရှားဟိုသူတို့ဟိုဆိုဗီယက်တွေရုရှားစစ်နက်စစ်မှုတွေအများကြီးရှိတယ်ပေါ့နော်။အဲတော့ကျွန်တော်တို့ဘလာရုစ်ကတော့လက်ပေးတွေအများကြီးတော့မရှိပါဘူး။အထူးသဖြင့်ကျွန်တော်တို့သူစီရင်အမိုင်35 3စီးဝယ်ယူခဲ့တာရှိတယ်ပေါ့နော်။ဝယ်ယူခဲ့တာရှိတယ်ပြီးတော့ အမိုင်းတာဒီဖိုင်နဲ့ပတ်သက်ပြီးအပူပစ္စည်းအစိတ်ပိုင်းတွေဘီလာရုကနေဝယ်တာရှိတယ်။ဒါဘီလာရုကိုကျွန်တော်ဒီအမိုင်းတာဒီဖိုင်တွေကိုအကြီးစားဖြစ်နေတာပေါ့နော် overall ဖြစ်နေ overall ဖြစ်နေတဲ့ဟာတွေအဲဒီဘီလာရုသူပြပို့ပြီးတော့ပြပို့ပြီးစာရတာကြီးရပေါ့နော်။အဲကြတော့အခုကျွန်တော်တို့ဒီအနာသိမိနောက်ပိုင်းကျတော့အမိုင်းတာဒီဖိုင်တွေကတော်တော်လေးကိုအတုံးများညားခဲ့တယ်ပေါ့နော်။အတုံးများခဲ့တယ်ပြီးတော့အကြီးစားပြည့်စုံမှုတွေလည်းချိန်မြှားတွေအကုန်လုံးကအကြီးစားပြည့်စုံမှု လိုလာတယ်အစိတ်ပိုင်းကြီးကလည်းဟိုဆက်ဆက်စိတ်ပိုင်းကြီးလည်းရဟန်းရဲ့စိတ်ပိုင်းကြီးလည်းအများကြီးလိုလာတယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်ကျွန်တော်ဒီလက်ရှိစစ်ကောင်စီတက် MI35 ဒီအဲနဲ့ဆက်ဆက်တဲ့ခန္ဓာတွေပေါ့နော်အဲအဲ့ဒါကြီးကဘယ်လိုလဲကြာမှာသူမြင့်လုံးဆောင်လာပြီမယ်လို့ကျွန်တော်ယူဆတယ်နောက်ထပ်သူပြန်နေတယ်နောက်ထပ်အစ်စ်ဝေးကမျိုးတွေဘာလို့လဲဆိုတော့အခုဒီနေ့တိုက်ခိုက်ရေးကျတော့ MI35 တိုက်ခိုက်ရေးရဟန်းတွေကတော်တော်လေးကိုအသုံးဝင်နေထိရောက်တဲ့လူစားဖြစ်တော့ ဒါဒီတူမြင့်ဝေယူရရှိဖို့လဲဆောင်ရွက်လာနိုင်တယ်လို့ကျွန်တော်လည်းယူဆရတယ်ဗောနော်အကျတော့ဟိုတခြားရနယ်ပယ်လည်းရှိတာနိုင်ပါတယ်ယာအစဒကွန်ဒင်စရီဇူလ်တာတ်မီပီယာဝဂနီဝါရှိခမြန်မာစစ်တပ်နဲ့ဘယ်လာရုစ်အကြားမှာလက်နက်ရောင်းချမှုထုတ်လုပ်မှုနှိပညာလွှဲပြောင်းမှုနဲ့ရေချင်ရေးဆိုင်ရာကိစ္စရပ်တွေအတွက်2008ခုနှစ်ကတည်းကဆွေးနွေးမှုတွေနှစ်ဆင်ရှိခဲ့ကြတာပါ။ စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုယ်တိုင်လည်း2014ခုနှစ်တုန်းကဘလာရုစ်ကိုတွားရောက်ခဲ့ပြီးဘလာရုစ်သမ္မတနဲ့စစ်ပဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေဆွေးနွေးခဲ့ပူပါတယ်။2015ခုနှစ်မတ်လမှာလည်းရုရှားရင်ပညာပွဲပြီးဘလာရုစ်သမ္မတရဲ့ဖိတ်ကြားမှုကြောင့်တွားရောက်ခဲ့ပြီးစီးပွားရေးလုံခြုံရေးနိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေအတွက်ဆွေးနွေးခဲ့ကြပါတယ်။ဒါကြောင့်စစ်ကောင်းဆောင်အနေနဲ့ဒီတစ်ခေါက်ဘလာရုခီးစံမှာလဲစီးပွားရေးလုံခြုံရေးနိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေအပြင် စစ်လက်နက်ပစ္စည်းတွေရောင်းဝယ်ပြင်ဆင်မှုမှနာဤပညာဆိုင်ရာအချက်အလက်တွေဝယ်ယူရာတွေအပါအဝင်စစ်ဘက်ဆိုင်ရာကိစ္စရပ်တွေနဲ့ဆက်ဆက်ပြီးဆွေးနွေးနိုင်တယ်လို့လည်းသုံးသပ်နေကြပါဗျ။ဒီပလာရုခီးစဉ်ပြီးရင်တော့ဘူယာတရားပြည်နယ်အကြီးအကဲရဲ့ဖိတ်ခေါ်မှုနဲ့ရုရှားနိုင်ငံဘူယာတရားပြည်နယ်ကိုတွားရောက်ဖို့ရှိတယ်လို့လည်းစစ်ကောင်စီကထုတ်ပြန်ပါဗျ။